ယ်ဆိုရမှာဆိုဖြေရှင်းရမယ်အမျိုးသားရေးပြဿနာ National Crisis ပါကျွန်တော်တို့အခုတည်းကဖြေရှားတဲ့အခါမှာကျွန်တော်ချက်လက်ချွတ်ထောက်ပြပါမယ်2022ခုနှစ်မေလ၄ရက်နေ့မှာအမေရိကန်အောက်လွတ်တော်အညာရေးကော်မတီမှာတော်မိုးထွန်းကိုပြညာ issue နဲ့ပတ်သက်ပြီးတော့ NUG ဘွားတော်မေးမြန်းပါတယ်တော်မိုးထွန်းကဝေးလိုက်ကြောင်မှမပြောနိုင်ပါဘူးနောက်တစ်ရက်မှာပဲ NUG ရဲ့ statement ထုတ်ပါတယ်အဲ့ဒါကတော့တို့ NUG အာဏာရလာလို့ရှိရင် Ranger တွေကိုမြန်မာတိုင်းရင်းသားအဖြစ်နဲ့ရော မြန်မာနိုင်ငံသားဖြစ်နေကိုပြေးပါမယ်ဆိုရက်ဝန်ခံတဲ့ကတိပြင်း1982ခုနှစ်မြန်မာနိုင်ငံနိုင်ငံသားပြုမှုဥပဒေကိုဖျက်သိမ်းပြတ်ပါမယ်ဖက်ဒရယ်ဥပဒေအသက်မှာရိုဟင်ဂျာတွေကိုနိုင်ငံသားပြေးပါမယ်ဆိုရက်ကတိကိုကျင်ညာပါတယ်အဲ့ကျင်ညာချက်အပိဆက်ရဲ့အကြောင်းမှာမြန်မာအောင်နဲ့မိုးစုံကိုဝါရှင်တန်ဒီစီကိုရောက်နေတဲ့ဗြိတိသျှနိုင်ငံရေးဝန်ကြီးစိုင်ဖိုဒွန်အပူလာကနေပြီးတော့ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံသားရေးဝန်ကြီးနဲ့တွေ့ဆုံတယ်ဆိုရက်ခေါင်းဆောင်တဲ့ NUG ကိုတင်မှတ်ပြုရတော်မျိုးမလေးရှားအစိုးရဆောင်ရွက်ခဲ့ပါတယ် ဒါအာရှနိုင်ငံတစ်ခုဖြစ်တဲ့မလေးရှားကပြည်မြန်မာနိုင်ငံပေါ်မှာဒါတက်ဆာဖောက်တဲ့လူရဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့အချို့ချာအနာကိုတော်တော်တင်းတင်းဆော်ကားလက်တဲ့လူရဖြစ်ပါဒါကြောင့်တို့ခုမြင်နေရတဲ့အာဆီယံနဲ့ပြဿနာဟာစိတ်ကောင်းချိန်ပြီးတော့ခွေးစားရောက်နေတာပါ5 by consensus ဆိုတဲ့အများဌာနတူ၅ချက်ကို NASA ကအစိုးရကောက်ထဲမဟုတ်တက်ွက်တယ်ဆိုတဲ့ဟာတမင်တက်တက်စိတ်ကောင်းချိတ်ပြီးတော့တကယ်သူတို့မလေးရှားနဲ့ OIC လုတ်ချင်တဲ့ဟာကရခိုင်ပြည်နယ်မြောက်ပိုင်းမှာ Rohingya ခေါ်တဲ့ Islamic နိုင်ငံတခုထူထောင်ရေးဆိုတဲ့မဟာဗျူဟာကို ကျွန်တော်တို့ကြောင်းပင်းပြီးအောင်အာဆီယံမှာကျွန်တော်တို့အခွင့်အရှင်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီကိစ္စဟာမတ်တမ်းမတော်ရဲ့ပြဿနာမဟုတ်ဘူးတသက်မဟုတ်ဘူးနိုင်ငံတော်ဆရာအချုပ်ရေးကောင်စီပြဿနာတသက်မဟုတ်ဘူးဘုရုံမူရင်းမြောင်းနဲ့ဆိုရပြဿနာတသက်မဟုတ်ပဲနဲ့နောင်နာကဆိုရဆက်ဆက်ကရင်ဆိုင်မဲ့ပြဿနာတရားမဟာပြူဟာတရားချမှတ်ပြီးတော့ဒီရိုဟင်ဂျာ issue မဟာပြူဟာဘလိုကန်တွေပဲမဟာပြူဟာရိုဟင်ဂျာ issue ဘင်္ဂါလီ issue ဘလိုကန်တွေမဟာပြူဟာမွန်နိုင်တဲ့မှာဖြစ်နေတဲ့အာဆီယံထဲမှာဆက်နေမလား ဒီမော်တိုင်းလေးကလွတ်အောင်ကျွန်တော်ရုတ်ထွက်ပြီးတော့ကျွန်တော်ကကျွန်တော်တို့မူလ1948ခုနှစ်ကနေ1969ခုနှစ်ထိလွတ်လပ်တက်တော့ပြီးတော့ဘမ်လိုက်နိုင်တဲ့အဖြစ်နဲ့ရပ်တည်ခဲ့တဲ့နိုင်ငံရေးဝါဒလွတ်လပ်ရပ်တည်ခဲ့တဲ့နိုင်ငံတစ်ခုပြန်သွားမလားဆိုတဲ့စဉ်းစားချက်မျိုးကျွန်တော်တို့မဟာပြည်ချမ်းပတ်ဖို့လိုပါတယ်လို့ကြံပြုချင်ပါတယ်